တရားပဲခင်ဗျားတို့မြန်မြန်ကြောက်ပညာတက်အောင် လုပ်ပြီးမှကြောက်ရဲ့မှတ်အပြောင်းလေးကိုတက်ရဲ့တေဘယ်သူမှမသိဘူးပြီးလို့ရှိရင်တနန်းကျွန်တော်တို့ဖြန့်နှန်းတစ်ချက်တစ်ချက်စီတိုင်းမှာလည်းပဲအပြောင်းလဲတွေအများကြီးရှိတယ်အခုကျွန်တော်တို့ဒီမှာတော့လေ့ကျင့်တဲ့ကြောက်တရားတော့မရှိဘူးပေါ့ဗျာနော် ပြောပြောလေ့ကျင့်တဲ့ကြောက်တည်းကလည်းအပွင့်နေပါရဲ့အရေပါထွက်အောင်လဲအောင်ပါကျွန်တော်တို့ဇကိုင်းကပရိသမားရယ်ဆိုရင်ပရိဖောင်းဖောင်းနဲ့အရေအောင်သွားတဲ့ပရိသမားတွေအများကြီးရှိတယ်ပြောလို့မရဘူးထားပါတော့အဲ့တော့ကျွန်တော်လည်းပဲကျွန်တော်အခြေခံဘီကနာအဆင့်မှာကလေးကကျွန်တော်မှခုနပြောလို့ဖြတ်ကုန်လေးရှိကြတယ်တော့ကျွန်တော်ကအိမ်မှာဖြတ်တယ်အဲ့ဒီခက်ကတထောင်နှစ်ထောင်နဲ့ကျွန်တော်ဝယ်တာပေါ့ဗျာနော်အဲ့လိုလေးနဲ့အိမ်မှာကွက်ကိုဖြတ်ပြီးသွေးတာအပြောင်းလဲနောက်နေ့ကျတော့နှစ်တောင်းသုံးတောင်းရောင်းစားရတဲ့ကြောက်တွေအများကြီးရှိဟာဆယ်လားမကဘူးအဲ့ဒီအဲ့ဒီတော့ကနေ့အတွက်ဆိုတာ၃000နဲ့ဆိုရင်ဒါတနည်း လောက်တယ်တစ်လလုံးရဲ့ဝန်ထမ်းစိတ်မှာ၈000လောက်ပဲရှိတယ်ဒီမှာဟိုအမရှိတယ်လက်ထောင်ပါဘုကမှာနော်အတွေ့အကြုံအမအမပြောတာနော်ဒီအမဆိုရင်အတွေ့အကြုံရှိတယ်ဟုတ်လား2000နဲ့7နဲ့7300တော့ဟုတ်တယ်မလားဝန်ထမ်းတစ်ယောက်ရဲ့လစာတောင်းငန်းမယ်ရှိတယ်၈000လောက်ပဲရှိတယ်ဟုတ်လားတခြားသူတွေလည်းပြန်ပြီးတော့လည်းစဉ်းစားကြည့်လိုက်အဲ့တော့ကျွန်တော်ကတရရထဲနဲ့ခုနကပြောလို့2000 3000ရနေပြီ။ကြိုက်လားမကြိုက်လား။ တလာလုံးဆိုရင်ကျွန်တော်က6သိန်း8သိန်းအနည်းဆုံးရနေပြီပြောချင်တာဘာလဲဆိုတော့ကိုကိုတိုင်ဖြတ်နေတယ်သွေးနေတယ်ကျွန်တော်မှအရင်နေ့ဘာတွေရှိတယ်ဆိုတော့ကျွန်တော်မှခုနကပြောတဲ့ဖြတ်ကုန်လေး8000နဲ့ဝယ်ထားတယ်ဖြတ်ကုန်လေးအဟောင်းလေးပေါ့လေဖြတ်ကုန်လေးစုပြီးဝယ်ထားပါဗျာပွဲပွဲတိုက်ရင်လည်းပွဲကရတဲ့ပတ်စံနေစုပြီးတော့မှဖြတ်ကုန်လေးဝယ်ထားတယ်အဲ့ဒါလေးနဲ့ကိုကိုတိုင်ဖြတ်နေတယ်ကိုကိုတိုင်သွေးနေတယ်ကိုကိုတိုင်ရောင်းတယ်အဲ့တော့ဟိုဘက်ကဒီဘက်ကအကော်လည်းမေးလို့နော်ဆရာလည်းကြောက်စီကြောက်သားနဲ့ကြောက်ပညာကြီးတက်ဖို့ရန်တော့ ဟို short cut ပေါ့နော်လမ်းတူပေါ့မြန်မြန်တက်မဲ့ဟာဘာလဲဆိုတော့အခုကကျွန်တော်ဒါကိုပြောနေတာတရားပဲခင်ဗျားတို့မြန်မြန်ကြောက်ပညာတက်အောင်လုပ်ပြီးမှာပြီးရင်ကိုယ့်ကိုယ်ကိုယုံကြည်မှုဆိုတော့ confidence ရှိအောင်ဒီကောင်ကပေးမှာ